ဒီမှာတော့အခုလာမဲ့ဇူလိုင်လပထမပတ်တပတ်တာအတွက်ဖြစ်ပျက်လာနိုင်တဲ့ကမ္ဘာရွှေစီးနေထားကိုကျွန်တော်တုံးသက်ပြောကြားပေးသွားမှာဖြစ်ပါတယ်အပီကရက်တပတ်ပေါ့နော်ကျွန်တော်ဂျွန်နာနောက်ဆုံးပတ်မှာပေါ့ကမ္ဘာရွှေစရာဈေးအကြအကောင်းခဲ့ပါတယ်လက်ရှိမှာဈေးအကြအကောင်းနေတဲ့ကမ္ဘာရွှေစရာလာမယ့်ဇူလိုင်လပထမပတ်မှာပေါ့နော်ကျွန်တော်တို့ဈေးအကြအဆက်ကောင်းမလားဒါမှမင်းဈေးအသက်ပြန်လာမလားဒါမှမဟုတ်ကျွန်တော်ဈေးငြိမ်တန့်ပြီးတော့ဇူလိုင်လကိုစောက်ဖွင့်မလားဆိုတာကိုကျွန်တော်တို့သုံးသပ်ကြည့်လိုက်အောင်ပေါ့နော်အဲ့အဖက်တခါမှကျွန်တော်တို့ကမ္ဘာရွှေရဲ့ဈေးအသက်ချက်လေးကိုကျွန်တော်တို့တွားကြည့်ပြီးတော့နီးပညာပိုင်းရ ထမဆုံးသုံးသပ်ကြည့်လိုက်အောင်ပြီးခဲ့တဲ့တစ်ပတ်တာအတွင်းမှာတော့ကပတ်ချွေစရာဈေးအကျအားတော်တော်ကောင်းခဲ့ပါလေကျွန်တော်တို့အာအမြင့်ဆုံးဈေးနဲ့အနေဆုံးဈေးကြမှာကျွန်တော်တို့ပစ120 130ဘော point 120 130လောက်ဟခဲ့ပါတယ်အဲ့ဒီနေထောက်ကြီးကြီးအားမြေကဘာချွေစီယာဈေးအကျတော်တော်အားကောင်းခဲ့တာကိုတွေ့ရမယ်ခင်ဗျကျွန်တော်တို့တလင်းလာအင်ကာချတာပရီတောက်ကြနေတရက်တာဒီမှာဈေးအကျအားကောင်းခဲ့တာကိုတွေ့ရတယ်အထူးသဖြင့်အင်ကာနေနဲ့တောက်ကြနေဒီမှာဈေးအကျတော်တော်အားကောင်းခဲ့တယ်ခင်ဗျဘရုံးနေမှာတော့ဈေးအသက်နည်းနည်း ပြန်လာတော့တွေ့ခဲ့ရပါဘောနော်အဲ့အပတ်သက်ကမှာတပတ်လုံးအတိုင်းအတာအပြင်ဆိုတော့ကဘာချွေစီကဈေးအကြတော်တော်အကောင်းကြီးတော့တွေ့ရတယ်ဒါအပြင်ကျွန်တော်တို့ကတပတ်တာအနေထားနဲ့ကြည့်မယ်ဆိုရင်ကျွန်တော်တို့အဲ့တပတ်တာ time frame နဲ့ကျွန်တော်တွားကြည့်မယ်ပေါ့နော်တပတ်တာနေထားရင်ကြည့်မယ်ဆိုရင်ကျွန်တော်တို့ဈေးမပိတ်နိုင်ခဲ့တာကြာပြီဖြစ်တဲ့ပေါ့နော်ကျွန်တော်တို့3နှစ်80ဈေးတန်းအောက်မှာဈေးမပိတ်နိုင်ခဲ့တာတစ်လလောက်ကြာပြီဖြစ်တဲ့ပေါ့နော်တစ်လတစ်လကြော်ကြော်လောက်ကြာပြီဖြစ်တဲ့3နှစ်80ဈေးတန်းအောက်မှာဈေးပိတ်သွားတာကိုကျွန်တော်တို့ကြည့်ချင်းအားဖြင့် လက်ရှိကမ္ဘာရွှေဈေးရဲ့အနေထားပေါ့နော်ရိုးရှင်းသုံးသပ်ကြည့်မှဆိုရင်ဈေးအကျပဲဆက်သွားနိုင်ကြည်အလားလာများပါတယ်ဒါပေမဲ့ကျွန်တော်တို့ကတခုရှိတာတပတ်တာပေးစေးပိတ်အဲ့လိုပိတ်သွားတာမှန်တယ်တပတ်တာမှာဈေးအကျအားကောင်းခဲ့တာမှန်တယ်ဒါပေမဲ့မနှက်ဖြန်တလင်းနာနေမှာကျွန်တော်တို့ကဇွန်လတလတာဈေးပိတ်မှာကိုတော့မိထားလို့မရပါဘူးတပတ်အတိုင်းတာအပေးစေးတဲ့ဆိုင်ကျွန်တော်တို့တလအတိုင်းတာပေးစေးရပို့ပြီးတော့အချိန်ပိုမြင့်တာဖြစ်တဲ့ခါမှာ လာမဲ့ဇူလိုင်လကမ္ဘာရွှေဈေးရဲ့ဈေးအတက်ကျလာရအတွက်ပို့ပြီးတော့အရေးပါတယ်ခင်ဗျအဲ့လားပြတ်ခါမှာကျွန်တော်တို့ကတလတာအပိတ်ဈေးပေါ့နော်အပိဈေးကိုချစ်ခံပြီးတော့ကျွန်တော်တုံးတက်မယ်ဆိုရင်ကျွန်တော်တလတာအပိဈေးနဲ့တွားကြည့်မယ်တလတာအပိဈေးကိုချစ်ခံပြီးတုံးတက်ရမယ်ဆိုရင်ကျွန်တော်တို့မနဲ့ဖြန်တလင်းနာနေမှာဈေးပိတ်မယ်တလတာအပိဈေးဒါတကယ်လို့ပေါ့နော်ကျွန်တော်တို့3 3 30ဈေးတန်းအထက်ဈေးပြန်ပိတ်နိုင်ခဲ့မယ်ဆိုရင် ကဘာရွှေစီနောက်လာလေးမှာအသက်ပြန်လာနိုင်တော့မှာခင်ဗျ။၃၃၃၀ဇီတန်အသက်မှာမနဲ့ပြန်တလတာအပိစီဈေးပိတ်ခဲ့မယ်ဆိုရင်ပေါ့နော်။စီအသက်ပြန်လာနိုင်တော့ပဲဟုတ်ပြီအဲ့ဘက်ကကမှကျွန်တော်တို့မနှက်ဖြန်တလတာပိတ်စီတာ3330ဈေးနဲ့အသက်စီပြန်ပိတ်နိုင်ခဲ့မှာဆိုရင်လာမယ့်ဇူလိုင်လအတွင်းမှာကပ္ပချွေစီဈေးကျရင်တော့မှဗျာကျွန်တော်တို့အာခဏတာပဲကြပြီးရောဈေးအသက်ဖက်ပြန်သွားတာမျိုးဖြစ်နိုင်ပါတယ်ခင်ဗျဈေးအသက်ဖက်ပြန်အကောင့်သွားတာမျိုးဖြစ်နိုင်တယ်ဒါမှမဟုတ် တက်ရှိစီကနေတောင်းလျှောက်ပြန်တက်သွားတာမျိုးဖြစ်နိုင်တယ်ပေါ့နော်အဲ့တော့ပတ်သက်ခါမှာမနေ့ပြန်တလတာပေးစေးတလုံး30ဈေးတန်းအထက်ဈေးပိတ်ခဲ့မှာဆိုရင်ကျွန်တော်တို့ဇူလိုင်လတလတာတလတာလုံးအနေထားရာဈေးအသက်ပြန်အားကောင်းမယ်လို့ကျွန်တော်သုံးသပ်ထားပါတယ်စန့်ကျင်ဘက်အနေနဲ့ပေါ့နော်မနေ့ပြန်တလတာအပေးစေးမနေ့ပြန်ဈေးပိတ်မယ်တလတာအပေးစေးဒါကျွန်တော်တို့3300 60ဈေးတန်းအောက်ဈေးပိတ်နိုင်ခဲ့မှာဆိုရင် 3360ဈေးနဲ့အောင်ဈေးပိတ်နိုင်ကြမှာဆိုရင်ကဘာရွှေဈေးကဇူလိုင်လတလတာလုံးမှာဈေးအကြအကောင်းပါလိမ့်မယ်မကြဘူးဆိုရင်တော့မှဗျာကျွန်တော်တို့အ ਨੇ စုံမကြဘူးဆိုတော့မှ3300အထိကျွန်တော်တို့ဈေးအကြများလိမ့်မယ်ခင်ဗျအဲ့ဒါပြတဲ့ခါမှာကျွန်တော်တို့ကလာမယ့်အပတ်ကဘာရွှေဈေးကိုရောင်းဝယ်လုပ်ချင်နေဆိုရင်ကျွန်တော်တို့မနေ့ဖြန်တနင်္လာနေ့ကျွန်တော်တို့ဇူလိုင်ဇွန်လပေါ့နော်30ရက်နေ့ဈေးပိတ်မယ်တလတာပိတ်ဈေးလား330အထက်ပိတ်လား3290 3290 60ပဲเนาะတော့160စေးတန်းအောင်ပိတ်လာဆိုတာကျွန်တော်စောင့်ကြည့်ပြီးတော့အယောင်းဝယ်လောက်တာတော့ပို့ပြီးအဆင်ပြေလိမ့်မယ်ခင်ဗျကျွန်တော်ဆန္ဒဆော့ပြီးတော့မနက်ဖြန်မှသွားပြီးအယောင်းဝယ်လုံးမိရင်ဆိုရင်ဖြင့်ကျွန်တော်တလတ်တာအပိတ်စေးဘယ်မှပိတ်မလဲမသိကြတဲ့အနေအထားမှာကျွန်တော်တို့အတွက် risk ကြီးကြီးမားမားကြုံရနိုင်ပါတယ်အဲ့အပတ်ကကျွန်တော်တို့မနက်ဖြန်အောင်ကျွန်တော်ကဈေးကွက်အနေအထားစောင့်ကြည့်ရမယ်နေလို့ကျွန်တော်သုံးသက်ချင်ပါတယ်ကိုပါကိုအယောင်းဝယ်လုတ်ချင်တယ်ကွာရေတူအယောင်းဝယ်လုတ်ကျွန်တော်တို့မနက်ဖြန်ဈေးကွက်အနေအထားစောင့်ကြည့်ပြီးမှမနက်ဖြန်တလတ်တာအပိတ်စေးကိုခြေခံပြီးတော့ ကြံတဲ့ရက်ဒီမှာကျွန်တော်ဆက်ပြီးတော့အယောင်းဝယ်လုံမှာဖြစ်ပါတယ်။ဒါမှတခုရှိရတော့လာမယ့်ပတ်တွင်တောက်ကြနေရတော့တနေ့လုံးဈေးကွက်ပိတ်တဲ့ခါမှာပေါ့ဆိုအမေရိကန်နိုင်ငံရဲ့လွတ်လပ်ရေးနေ့ဖြစ်တာဖြစ်တဲ့ခါမှာတနေ့တာလုံးဈေးကွက်ပိတ်ပါတယ်။ကျွန်တော်ဒီလာမယ့်ပတ်တွင်မှာတော့အယောင်းဝယ်လုံမှာဈေးကွက်ကရက်ကဈေးကွက်ဖွင့်ရန်က၄ရက်ပဲရှိရပါတော့။တနေ့လာအင်္ဂါဘူတဘူကြာတာပရိကြာတာပရိနေ့တော့မှကျွန်တော်ထင်ပါလေလွတ်လပ်ရေးနေ့ဆိုတော့နည်းနည်းဆော့ပိတ်လိမ့်မယ်ခင်ဗျ။ကြာတာပရိနေ့ကမ္ဘာ့ချွေဈေးကွက်ကပြဥမာအာပမာစံတော်ချင်း ညတနာရီခွဲလောက်မှာဈေးကွက်ဆော့ပိတ်တာမျိုးဖြစ်နိုင်တယ်။တောက်ကြနေရတာတနင်္လုံးပိတ်မှာပေါ့နော်။အဲ့ဒါဖြစ်တဲ့ခါမှာကျွန်တော်တို့ကမနေ့ဖြန်တလတာပိတ်ဈေးကိုခြေခံပြီးတော့ကြံတဲ့အင်ကာပိုတဘူးကြတာရင်းနေမှာကျွန်တော်အယောင်းဝယ်လုပ်မှာဖြစ်ပါတယ်။ဟုတ်ပြီ။အဲ့ဒါဖြစ်တဲ့ခါမှာကျွန်တော်တို့ကျွန်တော်ခုနကအချင်းတရက်တာအနေထားရင်ကျွန်တော်တော့အချင်းတရက်တာမဟုတ်ဘယ်ဈေးဒီမှာအယောင်းဝယ်လုပ်တင်နေလဲပေါ့နော်။မနေ့ဖြန်တရက်တာမနေ့ဖြန်တလတာပိတ်ဈေးကိုခြေခံပြီးဘယ်ဈေးဒီမှာအယောင်းဝယ်လုပ်တင်လဲဆိုတာကိုကျွန်တော်အချင်းတနာရီအတိုင်းတာနဲ့ကျွန်တော်သွားတုံးတက်ကြည့်မယ်။ဟုတ်ပြီမနက်ဖြန်ကျွန်တော်ပြောခဲ့တယ်မနက်ဖြန် တလတာပိတ်စိကျွန်တော်တို့330ဈေးတန်းအထက်ပိတ်ခဲ့မှာဆိုရင်ဈေးအသက်ပြန်လာမယ်။ဟုတ်ပြီအဲ့ဒါပတ်သက်ခါမှာအဲ့လို330ဈေးတန်းအထက်ပိတ်ဈေးပိတ်ခဲ့တယ်ဆိုရင်တော့ကျွန်တော်တို့ကဘာရွှေဈေးကိုကျွန်တော်တို့ကဘယ်ဈေးကနေမှရောင်းဝယ်လုံးတင်လဲလို့မိမယ်ဆိုရင်လာမယ့်ပတ်တွေမှာပေါ့နော်330မနေ့ပြန်တလတာပိတ်စိတာ330အထက်ပိတ်ခဲ့မှာဆိုရင်ကဘာရွှေဈေးကိုကျွန်တော်တို့ရောင်းဝယ်လုံးမယ်ဆိုရင်ကျွန်တော်တို့ဒီဈေးတန်းဆိုပထမဆုံးဈေးကျမယ်ဆိုရင်တော့မှကျွန်တော်တို့က အဲတုံးတဆက်ဈေးနှုန်းအထက်မှာဈေးပိတ်ခဲ့တယ်ဆိုရင်ဖိနှံ့ကြံ2မျိုးရှိတယ်လက်ရှိဈေးကနေတောက်လျှောက်ဈေးတက်သွားတာမျိုးဒါမှမဟုတ်ရင်ကျွန်တော်တို့ကပြန်ကျပြီးတက်တာမျိုးဖြစ်နေတယ်ပေါ့နော်အဲ့လိုပြန်ကျပြီးတက်တာမျိုးဖြစ်မယ်ဆိုရင်တော့ကျွန်တော်ဒီဈေးနှုန်းစုံထိကျပြီးဈေးပြန်ကန်တက်တာမျိုးဖြစ်နိုင်တယ်ခင်ဗျအဲ့ဈေးနှုန်းစုံကပယ်ဈေးနှုန်းစုံလဲလို့မြင်မှဆိုရင်ကျွန်တော်တို့ဒီပေါ့ကျွန်တော်တို့3 3200 ကျွန်တော်တို့40စီတန်းစုံနဲ့ကျွန်တော်တို့ဒီစီတန်းစုံ320ကြာစီတန်းစုံကိုဈေးကြပြီးပါပြန်တက်တာမျိုးဖြစ်နိုင်ပါတယ်အဲ့ဘက်တကမှာကျွန်တော်လာမယ့်ပတ်တွင်မှာအဲ့3နှစ်မနေ့ပြန်တလတာပေးစီတာ330စီတန်းထက်ပိတ်ခဲ့မယ်ဆိုရင်တော့ကျန်တဲ့ရက်ဒီမှာဒီစီတန်းစုံကိုဈေးကြပြီးဆိုကျွန်တော်ဝယ်လို့ရပြီ320နဲ့3နှစ်40ကြာစီတန်းစုံမှာကျွန်တော်တို့ကဘာရှိကိုကျွန်တော်တို့ဝယ်လို့ရတယ်ပြီးရင်ကျွန်တော်တို့ ဒါအမြတ်အရှုံးပိုင်းဈေးတန်းကတော့ပြကျွန်တော်တို့3နှစ်30အောက်လောက်ပေးပေါ့အမြတ်ပိုင်းဈေးတန်းကကြောက်ကျွန်တော်တို့ဘယ်လောက်လောက်ထိယူလို့ရလဲလို့မေးမယ်ဆိုရင်ဗျာကျွန်တော်တို့ဒီဝင်းကျင်လောက်ထိယူလို့ရတယ်ကျွန်တော်တို့မယူဆိုရင်တော့မှာဗျာအဲ3330လို့ပေါ့ဈေးတန်းနေ့အထိကျွန်တော်ယူလို့ရဒါမှမဟုတ်ကိုကဒီထက်ပို့ပြီးတော့အာပိုရတေးချခြင်းနဲ့အကျိုးမဲ့တေးချခြင်းနဲ့ဆိုရင်တော့ဒီဈေးတန်းဆုံးလောက်ပေါ့ဗျာကျွန်တော်3300ဈေးတန်းဆုံးလောက်ထိပဲအမြတ်ပိုင်းဈေးတန်းယူပါဟုတ်ပြီ ဒါပထမဝယ်ရမစင်းဆုံးပါဟောဒီအောက်ကိုပါဆက်ကြသွားရင်ရောဒီအောက်ကိုဆက်ကြသွားရင်တော့မကျွန်တော်ဝယ်စရာစီစဉ်ဆုံးကအောက်မှာတစ်ခုပဲချက်3တက်90နဲ့ကျွန်တော်တို့3တက်60ကြာစီစဉ်ဆုံးဖြစ်ပါကျွန်တော်တို့3တက်90နဲ့3တက်60ကြာစီစဉ်ဆုံးဖြစ်ပါတယ်အဲစီစဉ်ဆုံးမှာကျွန်တော်ကဘာရွှေကိုကျွန်တော်တို့ကြောက်ခဲ့မယ်ဆိုရင်ရဲရဲကြီးပြန်ဝယ်လို့ရပါတယ်ဝယ်ပါ အချုံပိုင်းစည်းတန်း3တင်50အောက်ပေးပါအမြတ်ပိုင်းစည်းတန်းကမယူးဆွင်တော့ဗျာ3တင်40လောက်ထိယူလို့ရတယ်ဒီထက်ပိုယူမယ်ဆိုရင်ဖြင့်ကျွန်တော်တို့ဒီစည်းတန်းစုံတွေပေါ့နော်3300တွေ3330စည်းတန်းတွေအထိအမြတ်ပိုင်းစည်းတန်းယူလို့ရပါဒါကကျွန်တော်တို့အောက်ကိုကျသွားရင်ပေါ့နော်ဟုတ်ပြီတကယ်လို့ပေါ့နော်အပေါ်တောင်းလျှောက်တက်သွားတယ်ဆိုရင်တော့ကျွန်တော်တို့ဒီပေါ့နော်အပေါ်ဘက်ကကျွန်တော်3323 3300ကျွန်တော်တို့23ဇီရန်အထက်မှာကဘာရွှေစီပေါ့နော်ကျွန်တော်တို့အချင်းတနားကြီးအတိုင်းတာအပိစီနဲ့ဖောက်တက်ပြီးတော့ဈေးပိတ်ခဲ့မယ်ဆိုရင်ကျွန်တော်တို့ကဘာရွှေကိုလိုက်ပြီးတော့ဝယ်လို့ရတယ်မတက်ဘူးဆိုရင်တော့အနည်းဆုံး3380ဇီရန်အထိဈေးတက်နိုင်တယ်အဲ့လောက်အထိအမြတ်ပိုင်းဈေးတန်းယူလို့ရတယ်အရှုံးပိုင်းဈေးတန်းကတော့ကျွန်တော်တို့3310အောက်လောက်မှာပေးပါခင်ဗျ ဒါကတော့ကျွန်တော်မနေ့ပြန်တလတာပိစီယာ330ဇီရန်ထက်မှာပိတ်ခဲ့ရင်ဝယ်ရမဲ့ဇီရန်စုံนี่ဖြစ်ပါတယ်စီအသက်မှန်ထားရပေါ့နော်မဟုတ်ဘဲနဲ့စန့်ကျင်ဘက်နေနေပေါ့နော်ကျွန်တော်တို့ကမနေ့ပြန်တလတာပိစီတာ360ဇီရန်အောက်မှာပိတ်ခဲ့တယ်ဆိုရင်တော့ကျွန်တော်တို့ရောင်းရမဲ့ဇီရန်ရောင်းမဲ့ဈေးနှုန်းညဆိုရင်ကျွန်တော်တို့ကဟုတ်ပြီကျွန်တော်ဈေးပြန်ကန်တက်ခဲ့တယ်ဆိုရင်ဘယ်ဈေးနှုန်းညမှာရောင်းတင်လဲပထမဆုံးရောင်းတင်တဲ့ဈေးနှုန်းဆိုတော့ဗျာကျွန်တော်တို့အာ330နဲ့ နည်းနည်းနည်းတော့ချက်ကြည့်လိုက်ပါเนาะကျွန်တော်တို့ဟုတ်ပြီပထမဆုံးရောင်းအောင်ဈေးနှုန်းစုံကကျွန်တော်တို့ဒီပေါ့เนาะ33 30နဲ့33 30နဲ့ကျွန်တော်တို့335ကြာဈေးနှုန်းစုံမှာကျွန်တော်တို့ရောင်းလို့ရပါတယ်33 35ပေါ့အဲဈေးနှုန်းစုံမှာကျွန်တော်တို့ရောင်းလို့ရတယ်အဲအရှုံးပိုင်းစည်းတန်းကတော့3320အထက်ပြီးအမြတ်ပိုင်းစည်းတန်းကတော့ကျွန်တော်အနည်းဆုံးမြည်ဘူးဆိုရင်တော့မှ3260စည်းတန်းလောက်ထိယူလို့ရတယ် ဟုတ်ပြီအဲဇီတဲ့ဆုံးအထက်ပါဆက်ဖောက်တက်ခဲ့ရင်တော့အဲဇီတဲ့ဆုံးအထက်ပါဆက်ဖောက်ကတက်ခဲ့တယ်ဆိုရင်တော့ကျွန်တော်တို့ကပ္ပချေဆို33နှစ်3နဲ့3335ကြာမှလည်းကျွန်တော်ကပ္ပချေဆီကိုပြန်ရောင်းလို့ရတယ်ခင်ဗျ3335နားစီပို့ကန်ရင်တော့ပို့ကောင်းတာပေါ့နော်အရှုံးပိုင်းဈေးတန်းကတော့ကျွန်တော်3340အထက်လောက်ပေးအမြတ်ပိုင်းဈေးတန်းကတော့ကျွန်တော်တို့ခုနပြောလိုပဲ3260လောက်ထိတာဂတ်ထားပြီးတော့ကျွန်တော်တို့အမြတ်ပိုင်းဈေးတန်းယူလို့ရပါတယ် ဟုတ်ပြီနောက်ထပ်ဈေးကထပ်ပေါက်တက်သွားရေဆိုတော့နောက်ဆုံးရောင်းတဲ့နဲ့ဈေးနဲ့ဆိုတော့ဗျာကျွန်တော်တို့အာဒီဒီဈေးနဲ့ဆိုပေါ့နော်ကျွန်တော်တို့3355နဲ့ကျွန်တော်တို့3390ကြာဈေးနှုန်းဖြစ်ပါတယ် အဲ့ဇီလန်ဆုံကတော့ကျွန်တော်နောက်ဆုံးရောင်းတင်တဲ့ဆင်းဆုံးဖြစ်ပါတယ် range ကတော့ကြီးတယ်ခင်ဗျ15ပစ်တောင်ရှိတယ်ဒါပေမဲ့အဲ့ဆုံကတော့တကယ်လို့ပေါ့နော်မနေ့ဖြန်တလတာဘေးစီတာ3နှစ်60ဇီလန်အောင်ဈေးပိတ်ခဲ့မယ်ဆိုရင်တော့ဒီလာမဲ့ပတ်ထဲမှာပေါ့ဒီဇီလန်ဆုံဒီဈေးပြန်ကန်တက်ခဲ့ရင်နီးပညာပိုင်းရရဲရဲရောင်းတင်တဲ့ဇီလန်ဆုံဖြစ်ပါတယ်အဲဒီအစုံမရောက်မှာအချုံပိုင်းဇီလန်ကို3နှစ်80အထက်လောက်ပေးပါအမြတ်ပိုင်းဇီလန်ကတော့ဗျာကျွန်တော်တို့မယူဘူးဆိုရင်တော့အနည်းဆုံး3နှစ်90ဒီလိုရတယ် ဒါမှမဟုတ်ကျွန်တော်တို့ကျွန်တော်ခုနကပြောခဲ့တယ်ဗျာခုနကအယောင်းတွေကိုကျွန်တော်တို့တာဂက်ထားခဲ့တဲ့အောက်က3နှစ်60စေနဲ့အထိယူခြင်းနဲ့ဆိုရင်လည်းကိုကယူလို့ရတယ်ပေါ့နော်အဲ့ဒါဖြစ်တဲ့အခါမှာဒါကတော့ကျွန်တော်ဈေးအတက်မှာပေါ့နော်ကျွန်တော်တို့ရောင်းရမယ့်ဈေးရန်စုံလေးလေးဖြစ်ပါတယ်မနေ့ပြန်တက်လာတာပိတ်စီတာ3နှစ်60စေနဲ့အောက်ဈေးပိတ်ခဲ့မယ်ဆိုရင်ပေါ့နော်မဟုတ်ဘဲနဲ့ဈေးရဗျာဒီဈေးရန်စုံလေးဒီမတက်ဘဲနဲ့ကျသွားရင်ရောတောက်လျှောက်ထိုးကျသွားရဲဆိုရင်တော့ကျွန်တော်အောက်ဖက်မှာဆိုရင်ကျွန်တော်ဒီဈေးရန်စုံကိုကြည့်ပါခင်ဗျကျွန်တော်တစ်ချက်ဒီမှာ အောက်ဘက်မှာဆိုရင်ဒီဈေးနှုန်းစုံလေးကိုကြည့်ပါကျွန်တော်တို့3.45ဈေးနှုန်းအောက်မှာကျွန်တော်တို့ကမ္ဘာ့ရွှေဈေးအချိန်တရက်အတိုင်းတာနဲ့ဈေးပိတ်သွားပြီးဆိုရင်နောက်ရက်ကစပြီးလိုက်ရောင်းတော့3.50နဲ့3.60ကြားဈေးနှုန်းစုံတက်ရင်ကျွန်တော်ရောင်းလို့ရကျွန်တော်တို့3.50ဈေးနှုန်းအောက်မှာမတရက်တာဈေးပိတ်သွားရင်လိုက်ရောင်းတော့ကျွန်တော်တို့ 3200တွေ3180တွေ3160အထိဈေးဆက်ကြနိုင်ခြေရှိပါတယ်အရှုံးပိုင်းဈေးနှုန်းကိုပြကျွန်တော်ကိုက3250ဈေးနှုန်းအောင်တရက်တာဈေးပေးလို့ရောင်းနေဆိုရင်တော့3250နဲ့3160ကြားဈေးနှုန်းမှာရောင်းနေဆိုရင်တော့အရှုံးပိုင်းဈေးနှုန်းကို3980အထက်လောက်ပေးပါအမြတ်ပိုင်းဈေးနှုန်းကိုကျွန်တော်ပြောလို့ပဲ3200 3180 3160ဈေးနှုန်းနေအထိတာဂက်ထားပြီးတော့ကျွန်တော်ယူလို့ရပါတယ်ခင်ဗျအဲ့ဒါပြတဲ့အခါမှာကျွန်တော်ကတခုချီကဒီ တုံးသက်ချက်ကတပတ်တာအနေထားကိုတုံးသက်ရတာဖြစ်တာဖြစ်တဲ့ခါမှာကျွန်တော်တို့ကမနေ့ဖြန်တလတာအပိစီဘယ်ဈေးပေါ်ပိတ်တယ်ပုံမူတည်ပြီးတော့ကျွန်တော်တုံးသက်ရတာဖြစ်ပါတယ်เนาะပေါ်ကျင်တာကျွန်တော်ဒီဈေးနှန်းနေကကျွန်တော်ဝယ်တင်တဲ့ဈေးနှန်းနေဆိုရင်လည်းကျွန်တော်တလတာအပိစီ3,310အထက်ဈေးပိရင်ကျွန်တော်ဝယ်တင်တဲ့ဈေးနှန်းဆုံးနေပြောပြောခဲ့တယ်အဲ့လိုပဲရောင်းတင်တဲ့ဈေးနှန်းဆုံးနေဆိုရင်လည်းကျွန်တော်မနေ့ဖြန်တလတာအပိစီ3,60ဈေးနှန်းအောက်မှာဈေးပိတ်ခဲ့တယ်ဆိုရင် ဘယ်ဈေးကနေမှကျွန်တော်ရောင်းတင်လဲဆိုတာကျွန်တော်ပြောခဲ့တယ်ဂျားဈေးမှာပဲပိတ်သွားရင်ရော3.60နဲ့ဗျာ3330ဂျားမှာပဲပိတ်သွားတယ်ဆိုရင်တော့ကျွန်တော်တို့ကတရက်တာချင်းလိုက်ပေါ့နော်နီးပညာပိုင်းကတခြားတုံးသက်ပြီးတော့ကျွန်တော်တို့အယောင်းဝင်လောက်အောင်မဖြစ်ပါတယ်အဲ့လိုမျိုးပိတ်သွားရဆိုရင်တော့ကျွန်တော်ရဲ့တရက်တာတုံးသက်ချက်ဗီဒီယိုတွေမှာဘယ်ဈေးမှာဝယ်တင်လဲဘယ်ဈေးမှာရောင်းတင်လဲဆိုတာကိုလူကြီးမင်းတို့စောင့်ကြည့်လို့ရပါတယ်ခင်ဗျဒါမှတခုရှိရဒါတပတ်တာတုံးသက်ချက်ဗီဒီယိုဖြစ်ပါတယ် ဒီတပတ်တာ၃နှစ်ချက်ဗီဒီယိုကတပတ်တာလုံးအနေထားရရေပူရတုံးသက်ထားခြင်းဖြစ်တာကိုလည်းကျွန်တော်သတိထားဖို့လိုအပ်တယ်ပေါ့နော်ဒီထက်အတိုင်းကျွန်တော်တသိမသိရင်ရောင်းဝယ်လောရမယ်လို့ဆိုလိုခြင်းမဟုတ်ဘူးအဲကျွန်တော်ရတရက်တာ၃နှစ်ချက်ဗီဒီယိုလိုက်ကြည့်ပြီးတော့အဲ့တရက်တာ၃နှစ်ချက်ဗီဒီယိုကရောင်းဝယ်၃နှစ်ချက်တင်လဲပြန်ပြီးတော့ချင်းညှိကြည့်ပေါ့နော်ပြီးတော့လာမယ့်တပတ်တာအပိတ်စီပေါ့နော်ကျွန်တော်ဤပညာပိုင်းရဘယ်ဘလောက်မှပိန်ကျွန်တော်ကဘာချွေစီစီအတက်ဆက်အားကောင်းမလဲလာမယ့်တပတ်တာအပိတ်စီတာကျွန်တော်တို့ ဘယ်ပေါ်ပိတ်နေလဲဆိုကျွန်တော်ဒီမှာမင်းကြောင်းနေနဲ့တော့မပြောတော့ဘူးကျွန်တော်ဒီတိုင်းပဲအာပါဇက်နဲ့ပဲပြလိုက်မယ်လာမဲ့တပတ်တာပိတ်စေးတာကျွန်တော်တို့ကဘယ်ပေါ်ပိတ်ရင်စေးအသက်အားဆက်ကောင်းနိုင်လဲလို့ပြောမှဆိုရင်ကျွန်တော်တို့ကျွန်တော်တို့အနည်းဆုံးမပိတ်ဘူးဆိုရင်တော့မှကျွန်တော်တို့က390စေးတန်းအထက်လောက်မှာဈေးပြန်ပိတ်နိုင်ဖို့လိုအပ်တယ်ခင်ဗျာလာမဲ့တပတ်တာပိတ်စေးပေါ့နော်အဲ့လို390စေးတန်းအထက်မှာဈေးပိတ်ကနိုင်ခဲ့မယ်ဆိုရင်တော့ကဘာရွှေစီး နောက်လာမဲ့အပတ်တည်းမှာဈေးအသက်ပြန်လာနိုင်ပါတယ်မဟုတ်ပဲဆန့်ကျင်ဘက်နေနဲ့ပေါ့နော်လာမဲ့တပတ်တာဘေးစရာ3နှစ်60ဈေးနဲ့အောင်မှာဈေးပိတ်ခဲ့မယ်ဆိုရင်တော့ကဘာရွှေဈေးပေါ့နော်ဒီဇူလိုင်လထဲမှာကျွန်တော်တုံးတရာဈေးတန်းလောင်းဒီအ ਨੇ ဆုံးဈေးအကြမ်းမှန်းထားတာပိုကောင်းပါလိမ့်မယ်ခင်ဗျအဲ့လားပြတဲ့ခါမှာကျွန်တော်တို့လာမဲ့တပတ်တာဘေးစီပြန်မပိတ်မလဲဆိုတာကိုလည်းကျွန်တော်စောင့်ကြည့်ဖို့လိုအပ်ပါတယ်ဒီအခုလာမဲ့တပတ်တာတော့တလတာဘေးစီလက်ရှိတယ်တပတ်တာဘေးစီလက် ရှိတာဖြစ်တဲ့ခါမှာကျွန်တော်တခုရှိအောင်တပတ်တာပေးစီရကျတော့ပရင်းနေပိတ်မှာနော်တောက်ကြနေရဈေးကွက်ပိတ်ရဖြစ်တာဖြစ်တဲ့ခါကျတော့ပရင်းနေပိတ်မှာဖြစ်တာကိုလည်းကျွန်တော်တတိထားဖို့လိုအပ်ပါတယ်အဖက်ကမှာလာမယ့်အပတ်ကအရန်အရေးကြီးပါတယ်ဈေးအလောက်ခတ်တည်တဲ့အရန်များနိုင်ပါမယ်လေးရပတ်ရှိတယ်တလားတလားဈေးပိတ်မယ်တပတ်တာလည်းဈေးပိတ်မယ်ပြီးတော့ဒီကျွန်တော်ခဏနေတရင်မှန်းကြည့်မယ်ဆိုရင်တရင်အကြီးကြီးရှိအဖက်ကမှာလာမယ့်တပတ်တာဟာအရန်အရေးကြီးတဲ့ကဘာရွှေဈေးကွက်တဲ့အရန်အရေးကြီးတဲ့ဂျက်တပတ်ဖြစ်ပါတယ်ခင်ဗျဟုတ်ပြီကျွန်တော်တပတ်ကတရင်မှန်းကိုတွားကြည့်မယ်ဆိုရင် သတင်းရ၄ရက်လုံးသတင်းအပြည့်ပဲသတင်းနာနေရာသတင်းနဲ့လေပေါ့နော်မနေ့ကသတင်းနာနေရာမှာတော့ Chicago PMI data ပဲထွက်ပို့ရှိတယ်အဲကျွန်တော် Chicago ပြည်နယ်ရဲ့ပေါ့နော်ကျွန်တော်တို့အာဒီမှာထုတ်လို့ညွန်ကိန်းမဆိုကြပါစို့အဲ့ဘက်တစ်ခါမှာ Chicago PMI data ရဲ့ရလက်ကတော့အကောင်းမှန်းထားတယ်ပြီးရင်ကျွန်တော် incarnate မှာကျွန်တော်ဗမာစံတော်ရဲ့ည၈နာရီမှာအမေရိကန်ဘိုးဘန်ဩခရာဘိုးဝဲစကားပြောဖို့ရှိတယ်၈နာရီ15မိနစ်မှာကျွန်တော် S&P Global Manufacturing PMI ဂျွန်လ data ထွက်ဖို့ရှိတယ် ပြီးရင်ကျွန်တော်တို့၈နာရီခွဲမှာ ISM manufacturing PMI ISM manufacturing price ဂျွန်လဒေတာတွေထွက်ပို့ရှိတယ်။အဲ့ဒေတာတွေကလည်းအကောင်းမှန်းထားတယ်ဗျ။ပြီးရင်ကျွန်တော်တို့ည၈နာရီခွဲမှာပဲအမေရိကန်နိုင်ငံရဲ့အလောက်ကိုင်အမေလအလောက်ကိုင်အဖွင့်နှုန်းထားဒေတာထွက်ပို့ရှိတယ်။အဲ့ဒေတာလည်းအကောင်းမှန်းထားတယ်။ပြောချင်တာကျွန်တော်အခုအချိန်မှာကမ္ဘာရွှေ့ဈေးအကျပတ်သွားနေချိန်မှာဒေတာတွေကအကောင်းမှန်းမှန်းကြမှာ။ဒါကမ္ဘာရွှေ့ဈေးကွက်ရဲ့သဘောတဘာဒေတာအကောင်းမှန်းတယ်။ အဲ့အဖက်တစ်ခါမှာတခုရှိရနော် data ကောင်းတိုင်းနဲ့ကဘာရွှေစိကြာမှာမဟုတ်တာလို့ကျွန်တော်တတိထားဖို့လိုအပ်တယ် data တွေကကျွန်တော်တို့အတွက်ထောင်ကျောက်လို့ပုံစံပါ data ကောင်းတဲ့ကဘာရွှေစိကကြာတဲ့ကဘာရွှေစိဆက်ကြာမှာပဲဆိုပြီးကျွန်တော်တောင်းလျှောက်လိုက်ရောင်းတာမျိုးတွေတတိထားပါပြီးရင်ကျွန်တော်ဗိုလ်ဘုတ်နေ့မှာဆိုရင်အဲကျွန်တော် nan fan ပေါ့နော်အစိုးရ nan fan ရဲ့အကျိုး data ဖြစ်တဲ့ပုဂ္ဂလိက nan fan ပြောင်းလဲမှု data ထွက်ဖို့ရှိတဲ့အဲ့ဒီ data လည်းအကောင်းမှန်းထားတာပဲဗျာကျွန်တော်တို့အာပြီးခဲ့တဲ့လက 37k အခု 105k အဲ့ဒါဆိုတော်တော်ကောင်းပဲမှန်းထားတယ်ပေါ့နော်ပြီးရင်ကျွန်တော်တို့အဲကျွန်တော်ပရိနိပေါ့ကျွန်တော်ပရိနိကတော့တခုရှာဈေးကွက်ဆော့ပိတ်ပါနော်ညတနာရီခွဲလောက်မှာဈေးကွက်ဆော့ပိတ်မယ်ဒီမှာလည်းရေးထားတယ်တော့ကျွန်တော်ဒီမှာဒီ investing and calendar မှာလည်းရေးထားတယ်ကျွန်တော်တို့ကကျွန်တော်ပရိနိမှာ data များနေပြပုံမှန်ဆိုရင်တောက်ကြနေထွက်နေကြ NaN fan ကကျွန်တော်ပရိနိမှာထွက်ရခြင်းဖြစ်တဲ့ဘာလို့ဆိုတော့တောက်ကြနေရလွတ်လပ်ရေးနေဆိုတော့လေအမေရိကန်နိုင်ငံလွတ်လပ်ရေးနေဖြစ်တာဖြစ်တဲ့ခါမှာတနေ့လုံးဈေးကွက်ပိတ်ပါတယ်ကျွန်တော်တို့ဗမာစံတော်ချိန်ည9:00နာရီကျွန်တော်ပရိနိဇူလိုင်လ3ရက်နေ့ည9:00နာရီမှာကျွန်တော်တို့ average hourly earning ပေါ့နော်။နာရီအလိုက်လောက်ခလာစားနှုန်းသား data ထွက်ပို့ရှိတယ်။ပြီးရင်ကျွန်တော်တို့အာ initial jolak line data ထွက်ပို့ရှိတယ်။အလုံးလက်မဲ့နှုန်းသားတွေပြီးရင် non fan payroll တွေထွက်ပို့ရှိတယ်။ကျွန်တော်တို့ပြီးရင် an employment rate တွေထွက်ပို့ရှိတယ်ပြီးရင် S&P Global Survey အပြန်ပိုင်းပေါ့နော် S&P Manufacture ဟုတ်ပြီအထက်မှာကျွန်တော်အရေးကြီးတဲ့ data တော့ဗျာဒီ non fan payroll လောက်ခလာစားနှုန်းထား data ပြီးရင်အလုပ်လက်မဲ့နှုန်းထား data အဲ့ data တွေကအရေးကြီးပါလောက်ခလာစားနှုန်းထား data က ရော့သွားမယ်မှန်ထားတယ်ခင်ဗျာ 120k and and primary data ကြတော့ကျွန်တော်တို့အလုံးလက်မဲ့နှုံထားကများလာမယ်မှန်ထားအဲ့ဒါဖြစ်တဲ့ခါမှာကျွန်တော်တို့ကဒီမှာတကယ် data ကြီးတွေကမကောင်းမှန်ထားတယ်ပေါ့နော်တကယ်မှန်ထားတဲ့အတိုင်းကမကောင်းထွက်လာခဲ့တယ်ဆိုရင်တော့ကျွန်တော်တစ်ဖက်ကလည်းအမေရိကန်ပုံပန်ဥက္ကဋ္ဌ ပိုးဝဲကလည်းဟာဘန်တုံးနှုံး short ပေးမယ်ဘာညာပေါ့နော်အာနောက်ထပ်ကုံတွဲရေးသဘောတူညီချက်အတိအတိတ်ရခဲ့တယ်ဆိုရင်ဘန်တုံးနှုံး short ပေးမယ်ဘာညာပြောထားတာဖြစ်တဲ့ခါမှာဒီဒီတာရီတာရလက်စိုးခဲ့ရင်တော့ဘန်တုံးနှုံး short မဲ့အနေအထားမျိုးပိုးတိတ်ကြသွားစေနိုင်တယ်ပေါ့နော်အဲ့ဒါဖြစ်တဲ့ခါမှာကျွန်တော်တို့ကတရင်ပိုင်းရကျွန်တော်တို့ကလာမယ့်ပတ်သင်းမှာအသက်ပြန်လာတာမျိုးရှိနိုင်တယ်ခင်ဗျ ကျင်းတီပေါက်ပြန်လာမယ်ပြောဆိုတာပြန်လာမယ်ဆိုတာမျိုးမဟုတ်ဘူးเนาะကျွန်တော်ပြောချင်တာဒေတာတွေရလက်အချင်းတွေကိုစောင့်ကြည့်ဖို့လိုအပ်တယ်ပြီးရင်ဈေးကွက်ကတုံ့ပြန်မှုအနေအထားတွေကိုလည်းကျွန်တော်စောင့်ကြည့်ဖို့တော့လိုအပ်သေးတယ်ခင်ဗျအဲ့ဒါပြတဲ့ခါမှာအဲ့ရောက်ကျွန်တော်တတိထားဖို့လိုအပ်ပါတယ်ကျွန်တော်တို့လာမယ့်ပတ်တွင်အဲ့ဒီ NaN fan ပြီးတော့ NaN embryonic data ကကျွန်တော်တို့အတွက်အဲ့သတင်းပိုင်းရအရေးကြီးတဲ့စောင့်ကြည့်ရမယ့်သတင်းတွေဖြစ်ပါတယ်ခင်ဗျ ပြီးတော့တစ်ဖက်မှာလည်းကျွန်တော်တို့ကအာ trend ကပေါ့နော်လက်ရှိမှာကျန်တဲ့ကိစ္စညင်သွားတဲ့ခါမှာသူကနေဒါလို့ပါလို့ဥရောပတမကလို့နဲ့ကုံသွဲရေးကိစ္စကပြဿနာတက်နေကြတယ်။ကုံသွဲကုံကိစ္စကကနေဒါလည်း trend နဲ့အပြိုင်အရှုံးမပေးဘူးပေါ့နော်။အဲ့အဖက်တစ်ခါမှာအဲ့ဟာတွေကဘာဖြစ်လာမလဲဆက်ဆောင်ကြည့်ရမယ်။တကယ်လို့သာ trend သာဥရောပတမကနဲ့ကနေဒါလို့နဲ့ကုံသွဲကုံကိစ္စထိတ်တိုက်ဆက်ပြီးတော့အငင်းပွားနေတယ်ဆိုရင်ဆက်ပြီးတော့ကျွန်တော်တို့ဗျာသဘောတူညီချက်မရဘဲနဲ့တောက်လျှောက်ကျွန်တော်တို့ဟောဖြစ်နေရဆိုရင်တင်းမာမှုဖြစ်နေတယ်ဆိုရင်တော့ ကဘာရွှေစီကတည်င်းပိုင်းရအလဲပြောင်းဖြစ်သွားနိုင်တယ်။လက်ရှိကြာနေတဲ့ကဘာရွှေစီကပြန်တက်သွားတာမျိုးဖြစ်နိုင်ခြေရှိတယ်။အဲ့အဘက်ကမှတည်င်းနေရလက်တွေဘယ်လိုလာမလဲဆိုတာစောင့်ကြည့်ရမယ်။ပြီးရင်အဲ့အမေရိကန်နိုင်ငံကုန်သွယ်ရေးနဲ့ပတ်သက်တယ်ပေါ့နော်။ကနေဒါလိုဥရောပသမဂ္ဂလိုနဲ့ပတ်သက်တဲ့ breaking news တွေကိုကျွန်တော်စောင့်ကြည့်ရမယ်ခင်ဗျ။ပြီးတော့တစ်ဖက်ကဒေါ်လာအင်းသက်ကိုကြည့်မယ်ဆိုရင်ဒေါ်လာအင်းသက်ကဗျာတောက်ကြနေရတက်တော်တက်လာတယ်။ဒါပေမဲ့60ခုမှရှိသေးတယ်။ပုလင်ပြောဆိုမနက်ဖြန်ဒေါ်လာအင်းသက်ကလေတကယ်လို့ ကဘာရွှေဈေးဒါဈေးအကြပတ်ဆက်သွားနိုင်ဖို့အတွက်ဆိုရင်မနေ့ပြန်ဒေါ်လာအင်းတက်က68အထက်လောက်မှာအနည်းဆုံးပိတ်နိုင်ဖို့လိုအပ်တယ်ခင်ဗျပြီးကြတဲ့အပတ်တွင်ထိုးစန်းတာဒေါ်လာအင်းတက်ရောက်ကဘာရွှေရောပြိုင်ဆင်းခဲ့တာဖြစ်ပါတယ်ပြိုင်သူထိုးကြခဲ့တာဖြစ်ပါတယ်အဲ့ဒါပြတဲ့ခါမှာတကယ်လို့ဒါကဘာရွှေဒါကျွန်တော်တို့ကသတင်းပိုင်းရအကြအကောင်းဖို့အတွက်ဆိုရင်ဒေါ်လာအင်းတက်ကဒီထက်ပိုပြီးတော့နည်းနည်းမှပြဖို့လိုအပ်တယ်ဘလောက်လဲဆို68အထက်လောက်ပါเนาะမနေ့ပြန်တလတာဒေါ်လာအင်းတက်ရဲ့တလတာပိတ်စေးတာ68အထက်ပိတ်ခဲ့မယ်ဆိုရင်တော့ တရင်ပိုင်းရောက်ကဘာချွေစီဆက်ကြဖို့အတွက်တွန်းအားဖြစ်သွားစေနိုင်တယ်ခင်ဗျ။အဲ့ဒါပတ်သက်ကမနေ့ပြန်ဒေါ်လာအင်းသက်က68အထက်ပိတ်နိုင်မလားဆိုတာစောင့်ကြည့်ရမယ်။မဟုတ်ဘဲနဲ့ဒေါ်လာအင်းသက်ကလည်း68အထက်မတက်နိုင်မယ်ဒီနားမှာတဝက်လက်လက်69 96တိမှာပဲတဝက်လက်လက်ဖြစ်နေတယ်ဆိုရင်တော့ကဘာချွေစီအတွက်ပေါ့နော်။ကြာချင်းတော့မှတရင်ပိုင်းရအယောင်အားမရှိဘဲနဲ့ကျွန်တော်ဈေးပြန်တက်သွားတာမျိုးဖြစ်နိုင်တယ်ခင်ဗျ။အဲ့ဒါပတ်သက်ကဒေါ်လာအင်းသက်အနေထားကိုလည်းကျွန်တော်စောင့်ကြည့်ဖို့လိုအပ်ပါတယ်။ လာမယ့်ပတ်သွင်းရအောင်ကျွန်တော်ဈေးကွက်လေးရပဲဖွင့်တာဖြစ်တဲ့အခါမှာသတင်းတွေကိုအထူးတတိထားဖို့လိုအပ်ပါတယ်ပြီးတော့ကျွန်တော်တို့ကအာလာမယ့်ပတ်သွင်းပေါ့နော်ဒီသတင်းတွေရဖြစ်စေ breaking news တွေရဖြစ်စေဈေးဆွဲတင်ဆွဲချရရှိလာနိုင်ပါတယ်ပေါ့ဆိုတောက်ကြနေရဈေးကွက်ပိတ်တဲ့ကြာတာပရိနီယာလည်းဈေးကွက်စောပိတ်မှာဖြစ်တာဖြစ်တဲ့အခါမှာဈေးဆွဲတင်ဆွဲချရရှိလာနိုင်တယ်အထူးသဖြင့်ကြာတာပရိနီညမှာဆိုရင်ဒီ data တွေထွက်ပြီးအချိန်မှာဈေးအလောက်ခတ်ကျန်းတာနေဈေးဆွဲချတာဆွဲတင်တာနေ manipulation တွေဖြစ်လာနိုင်ခြင်းရှိတာဖြစ်တဲ့အခါမှာ အထူးတတိထားပြီးရောင်းဝယ်လုပ်ကြပါလို့ကျွန်တော်တိုက်တွန်းချင်ပါတယ်အထူးသဖြင့်ညဘက်ပိုင်းနေမှာပေါ့နော်ညဘက်အမေရိကန်ဈေးကွက်ချင်းနေမှာလာမယ့်ပတ်တွင်းအထူးတတိထားပြီးရောင်းဝယ်လုပ်ကြပါ risk management လုပ်ပြီးတော့ရောင်းဝယ်လုပ်ကြဖို့ကျွန်တော်တိုက်တွန်းချင်ပါတယ်ခင်ဗျဟုတ်ကဲ့ဒါလေးအောင်ကျွန်တော်ရဲ့အခုလာမယ့်ဂျွန်ဂျူလိုင်လပထမအပတ်တပတ်တာကဘာရွှေစီကွက်တုံးတစ်ချက်ဗီဒီယိုဖြစ်ပါတယ်အခုလို့တုံးတစ်ချက်ဗီဒီယိုတွေကိုအတူတိတ်ကြည့်ကြံဆိုရင်တော့ကျွန်တော်ရဲ့ YouTube channel လေးကို subscribe လုပ်ထားကြပါခင်ဗျကျွန်တော်စီမှာဒီကဘာရွှေရောင်းဝယ်လုပ်ငန်းနဲ့ပတ်သက်တဲ့ online အခြေခံတည်တံ့တင်တာနေတက်ရောက်လို့ရပါတယ် ရာတွေနဲ့ပတ်သက်ပြီးလဲကျွန်တော်ရဲ့ Messenger ကျွန်တော်ရဲ့ Viber ကျွန်တော်ရဲ့ Telegram ကျွန်တော်ရဲ့ YouTube Channel တွေညာနေစုံစမ်းမင်းမြတ်နိုင်ပါတယ်ခင်ဗျကဘာချွတ်ထရီတာအလုံးပဲကျွန်တော်ဒီနေ့ကျွန်တော်တို့ဂျွန်လာပေါ့နော်29ရက်နေ့မှာကျွန်တော်တုံးသက်ပြောကြပေးတယ်ဒီတုံးသက်ဗီဒီယိုကိုနားထောင်ရင်လာမယ့်အပတ်တစ်ပတ်တာအတွက်ကဘာရွှေစီအသက်ကြောင်းကျွန်တော်တို့အထူးတတိတာအရောင်းဝယ်လုပ်ပြီးတော့ဇူလိုင်လအဖွင့်ကိုအကျိုးမြတ်နဲ့စတင်ဖွင့်နိုင်ကြပါစေလို့ကျွန်တော်ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်ခင်ဗျ